ူအလာလင်းနဲ့မြို့မှာကွင်းတွေနိဗ္ဗာန်တိုင်လမ်းကောင်းကိုဆွမ်းလောင်းနဲ့ပိန်တော်အလှူမ မိတ်ဆွေယောဂီတူတော်စေပေါင်းတို့ခင်ဗျာဒီနေ့ညာနိဗ္ဗာန်ရောက်တရားတော်များဟောကြားမိအရှင်ပြည်ကြီးနာပြီးဝန်သာတက်ကြသည်ဟာဓမ္မစရိယဒေနိယကနာဓမ္မစရိယအစိုးရဓမ္မစရိယဝိနိယပါဠိပါတကူဒီကနိကာယပါဠိပါတကူဝိနိယတရဝိနိယကောဝိဒဝိသီထဒီကဘာနကဒီပိကတရဆရာတော်ဖျားဟာမကြမီချိန်နဲ့ငယ်တွင်မှာယာယီစံကြောင်းတော်မှထွက်ခွာလာတော့မှဖြစ်သည်တွင်ရရှိခဲ့ဓမ္မမိတ်ဆွေယောဂီတူတော်စေပေါင်းတို့မှာ တရားလေးများစနစ်ကြယူပြီးစောင့်တိုင်းပေးကြပါရန်ရိုသေလေးစားစွာမြတ်တရားရက်ခံပါတယ်ခင်ဗျာ ်ကြားတရားများဟောကြားမိဆရာမအကွင်တွင်သို့ရောက်ရှိလာပြီးဖြစ်ပါသောကြောင့်ဆရာတော်ဖျားအားတန်မြိုင်ကြီးညာမြေတာပို့သားကြပါသို့ခင်ဗျာဆရာတော်ဘေးရန်ကင်းပါစေစိတ်စင်ရဲ့ခြင်းကင်းပါစေလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်တက်တော်ရာကျော်ရှိပါစေဆရာတော် သက်တော်ရာကျော်ရှိပါစေကင်းပါစေကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်ဇာတော်ခန္ဓာဝင်ကိုကင်းပါစေစိတ်စင်ရဲ့ခြင်းကင်းပါစေကိုယ်စင်ရဲ့ခြင်းကင်းပါစေကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်ဇာတော်ခန္ဓာဝင်ကိုသာသနာဝင်ကို ရွယ်ကူစွာဆောင်ရွက်နိုင်ပါစေတရားချက်ခင်ဓမ္မမိတ်ဆွေယောဂီတော်ဆင်ပေါတော့ခင်ဗျာဒီနေ့ညာနိဗ္ဗာန်ရောက်ကြောင်းတရားတော်များဟောကြားမိအရှင်ပြေရှင်နာပိဝန္တာတัจ္ကြတိကဓမ္မစရိယဇေတိယကနာဓမ္မစရိယအစိုးရဓမ္မစရိယ ဝိနိယပါတိပါရဂုဒီကနိကာယပါတိပါရဂုဝိနိယတရာဝိနိယကောဝိတာဝိတိထဒီကဘာနကဒွိပိတကတရာဆရာတော်ဘုရားဟာသမာတနာပလင်ပေါ်တွင်တရင်သုံးနေရာယူရောက်ရှိနေဖြစ်ပါတော့ကြောင်းဆရာတော်ဘုရားအားဩဃာတကတော်ချုပ်ဖြင့်တန်ပြိုင်ညီညာကတော်ကြပါစို့ခမညာဩဃာတဩဃာတဩဃာတအစေချင်းအကျိုးငါပထမဒုတိယ တတ္တိယဆရာသမားတို့အားယိုတိမြတ်တို့လက်ဆုံးမိုး၍ရှင်ခိုးပူဇော်ဖူးမြော်မှန်လျှော့ကြောပါဤအရှင်မယာတတ္တာနုဘာဝေနဟတန္တရာယောတတ္တပုံညာဝိသန္တတ္တဒောယရဏတယပနာမကုသိုလ်စေရနာယင်ဤ အနုဘာဝေနအနုဘာဝော တကုရှိန်သော အနုဘောတော်သည် ဟတန္တရာယောဘေယံအန္တရေပေါင်းကိုပေဖြောက်ကာကွယ်တသိနိုင်သောအစွမ်းတတ္တိရှိပါပေ၏။ဘုရွေရှိခိုးဘူးသောဘုမျောမန်းလျှောကရောရသောတကိစ္ဆဂါရဝပဏမကုသိုလ်ကံစေတနာဖျားဖျားအဝဝတို့ကြောင့်ဘေဥပံအန္တရေယံသွဲသွဲဟုသမျှတို့သည်ကိုယ်ဝေမရောက်ကင်းငိမ့်လွံ့ပြောက်ကြကုန်ပြီလင်းအလိုရှိရတောင်းတအပ်သော ကိုဤခြားနာခြင်းအကျင့်လင်းမြန်သောအသိဉာဏ်တို့ဖြင့်ကိုစီကိုငှမြမောက်ပြုတော်မူနိုင်ကြပါစေ။အဟံဗန္တိတိဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံပိအဟံဗန္တိ တိတရဏေနသဟပင်စသီလံဓမ္မယာစာမိအနောနေနသဟပင်စသီလံဓမ္မယာစာမိအနောဂဟံကတဝါသီလံဒေထမေဘန္တေ Sarananga Sami, Dangandaranange Sami, Ambi, Damandaranange Sami, Dudiambi, Dangandaranange Sami, Dangandaranange Sami, သရဏဒါနာဝေရမဏိသိခာပဒံသမာတိယာမိကာမေသူမိစ္ဆာသာရာဝေရမဏိသိခာပဒံသမာတိယာမိမုယခုပြုစုအထောက်ရသောကုသိုလ်ကောင်းမှုအကြောင်းစုသည် အာတဝတရားလေးပါးတို့ဤကုံရာဖြစ်သောနိဗ္ဗာန်သို့ရောက်အောင်ပို့ဆောင်နိုင်သည်ဖြစ်ပါစေတည်းအပမဒေနကုသိုလ်ကောင်းမှုနိုင်မမေမလျော်သော အပမဒတတိတရားဖြင့် တမ္ပတိထကိုစီကိုငှပြည့်ပြည့်စုံအောင်ကြိုးစားအထောက်ကြပါကုန်လောယနေ့သာသနာတော်နှစ်2558ခုနှစ် ကောဇာတက္ကရေ1386ခုနှစ်တစုံမုံလပြည့်ကျော်9ရက်ခရစ်နှစ်2014ခုနှစ်နိုဝင်ဘာလ13ရက်နေ့ညကျတပတိနေ့ညရှမ်းပြည်နယ်အရှိပိုင်းတချီလိတ်မြို့ရိုးမကွင်းရိုးမကွင်းဓမ္မပူဇာပွဲ၌တချီလိတ်မြို့မှာ နေထိုင်ကြကုန်သော အလင်းအောင်ဗရဟိတာ အသင်းနဲ့ဒါချီလိတ်မြို့သူမြို့သားအပေါင်းတို့ကစုပေါင်းဆင်ခြင်၍ပင်စမအကျင့်မြိုက်ပြုလုပ်အပ်သောဓမ္မသဘင်၌ဟောကြားအပ်သောဝိတကသောဘုံနိကေ9ရက်အနေအင်္ဂုတ္တရနိကေတောတံဝိတက၌လာရှိသော အမြတ်ဆုံး တိုးတက်ခြင်းတရားတော်တဲ့ဒီနေ့ဟောမယ့်တရားကအမြတ်ဆုံးတိုးတက်ခြင်းတရားတဲ့ဘာတရားပါလဲအမြတ်ဆုံးတိုးတက်ခြင်းတရားကိုပိဋကတော်အနေနဲ့သုတ်တံပိဋကအင်္ဂုတ္တရနိကေမှာဘုရားရှင်ဟောကြားထားတဲ့တရားတော်ကိုထုံနှုတ်ပြီးတော့ယနေ့ဟောကြားနာကြရအောင်ယနေ့ညဓမ္မပူဇာဓမ္မဒါနဓမ္မပူဇာအလှူရှင်များက ဥကျော်လေးဒေါ်လှသိန်းသမီးဒေါ်အေးသိန်းမိသားစုမေဖလာဝါကွင်းအလင်းအောင်ပရဟိတအသင်နာယကရဲ့ကုသိုလ်တော်ဖြစ်ပါတယ်ဓမ္မဒါနာဓမ္မပူဇာကုသိုလ်စည်ရင်ကိုလည်းဝမ်းမြောက်ဖွယ်ရာအနေနဲ့ဥစွာ တရားမဟုတ်မီကျင်ညာပေးရပါတယ်အဲ့ဒီတော့ယနေ့၈နာရီ10မိနစ်မှာတရားပွဲစကြရအောင်ယနေ့ဟောမယ့်တရားကဘာလဲလဲ အမြတ်ဆုံးတိုးတက်ခြင်းတရားတော်အလုံးပြောပါတယ်လေအမြတ်ဆုံးတိုးတက်ခြင်းဆိုတဲ့တရားတော်အဲ့ဒီတရားတော်ကိုယနေ့ညတရှိလိမ့်မြို့မှာဓမ္မဒါနာပြုချရအောင် အဲ့ဒီတော့တရားမဟောမီတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်နှစ်ဦးနှစ်ဖက်ကဥစွာ ပထမပဏာမသုံးပါးနဲ့ရှိကိုကြရအောင်အာလုံးလောက်ကလေးတွေခြီးထားလိုက်လောက်ကြီးပြီးတော့မိမိတို့နှုတ်ကတဲ့ရွတ်ဆိုရှိခိုးနိုင်အောင်နမောတတဆိုတဲ့ဘုရားရှိခိုးပါဠိတော်ကြီးကိုသုံးခေါက်ရွတ်ဆို၍ရှိခိုးကြရအောင် နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ ဘဂဝါတော်ဘုံတော်၆ဆုံးဘဂကုံနဲ့လည်းပြည့်စုံတော်မူပါဗိထတော်အရဟတော်မြမနတ်လူခတ်သိမ့်သူတို့၏ဝစင်ကိုရော ပူဇော်ပွဲအထူးကိုလည်းခံတော်မူထိုက်ပါဗိထတော်သမ္မာသမ္ဗုဒ္ဓတာသစ္စာလေးတန်တရားမှန်ကိုမဖောက်မပြန်တရားမှုဉာဏ်ဖြင့်မိမိကိုယ်တော်တိုင်းအလိုလိုထိုးတွင်ရည်တည်တော်မူပါဗိထတော် တတ္တထောဘဂဝါဂုံရှင်ရံဂုံရှင်သမ္မာသမ္ဗုဒ္ဓဂုံရှင်ဖြစ်တော်မူသောတပ်ပင်ညုမြတ်စွာဘုရားအာမယံတရားဟော ပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုသမောအကျွန်ုပ်တို့သည်နမောနမမာကိုနှုတ်နှလုံးသုံးပါပြောင်းပြော့မံကိုလျှော့၍ကတော့မြန်သောလက်ဆုံးမောကရှိခိုး ဥညွန်ကြပါကုန်၏မြတ်စွာဘုရားအမြတ်ဆုံးတိုးတက်ခြင်းအမြဲတည်းတရားတော်ကိုမဟောကြမီသဗ္ဗညုမြတ်စွာဘုရားကိုတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်နှစ်ဦးနှစ်ဖက် ရှိခိုးပြီးတဲ့နောက် ကမ္ဘာလောကတခွင်မှာရှိတဲ့တတ္တဝါအာလုံးငြိမ်းချမ်းသာရအောင်တူတူလေးမေတ္တာပို့ချရအောင်အာလုံးမေတ္တာပို့လေးလိုက်ဆိုပါအောင်လုံးစုံများစွာတတ္တဝါများစွာဘေးရန်ကွာလိုရာဆန္ဒပြေပါစေ သတ္တဝါများစွာဘေးရန်ကွာလိုရာဆန္ဒပြည့်ပါစေသတ္တဝါများစွာဘေးရန်ကွာလိုရာဆန္ဒပြည့်ပါစေကဲ၃ောက်ဆိုပြီးမေတ္တာပွားလိုက် သတ္တဝါများစွာဘေးရန်ကွာလိုရာဆန္ဒပြေပါစေကဘာတခွင်မေတ္တာရှင် ပြုံးရွှင်ကြည်သာရှိပါစေကဘာတခွင်မေတ္တာရှင်ပြုံးရွှင်ကြည်သာရှိပါစေကဘာတခွင်မေတ္တာရှင်ပြုံးရွှင်ကြည်သာရှိပါစေ သုံးခေါက်ပွားလိုက်ပါကဗာတခွင်မေတ္တာရှင်ပြုံးရွှင်ကြည်သာရှိပါစေကမ္ဘာလောကအလုံးကိုပြန်ကင်းငြိမ်ဖို့မေတ္တာပို့ပြီးတဲ့နောက် အပြတ်ဆုံးတိုးတက်ခြင်းဆိုတဲ့တရားတော်စကြရအောင်အပမတိကဧတာဘိခဝေဟုတ်တိယတိရညာတိဟုတ်တိဘုရားရှင်အကုဒ္ဒရပါဠိတော်မှာဟောထားတယ်အပမတိကဧတာဘိခဝေဟုတ်တိယတိရညာတိဟုတ်တိဟုတ်တိဆိုတဲ့စကားကမြန်မာလူတော့တိုးတက်ခြင်းတဲ့ ဘာတိုးတက်တာလဲဆိုတော့တိုးတက်တာတွေအမျိုးမျိုးရှိတယ်။အဲ့ဒီအမျိုးမျိုးတွေကဥစွာပထမညာတိဟုတ်တိဆွေမျိုးများ တိုးတက်ခြင်းနဲ့ညာတိဟုတ်တိဆိုတာဘာတွေတိုးတက်တာလဲဆွေမျိုးများတိုးတက်ခြင်းကိုညာတိဟုတ်တိလို့ခေါ်တယ်။ဆွေမျိုးတွေတချို့တိတ်ပေါ်တယ်မိသားစုတစ်ခုမှာ တတမိတွေအများကြီးထွန်ကားတော့ဒါညာတိဟုတ်တိလို့ခေါ်တာပေါ့ဆွေမျိုးတွေတိုးတက်တယ်ဥပမာအပြင်ပြောမယ်ဆိုရင်ဝိတာခာကြောင်းအမာကြီးကြည်လိုက်ဝိတာခာကြောင်းအမာကြီးမှာမွေးဖွားထားတဲ့သား၁၀ယောက်တမိ၁၀ယောက်ဆိုတော့တတမိဘယ်နှယောက်ထွန်ကားခဲ့လဲတတမိ၂၀ထွန်ကားတယ်သား၁၀ဦးတမိ၁၀ဦးဆိုတော့ဘယ်လောက်လဲ၁၀ 20ထွန်းကားတယ်ဝိတာကကြောင်းပါကြီးအဲ့တော့တန်သိပြီ20စီစီကားကားနဲ့ဆိုတော့ဒါညာတိဟုတ်တိတို့မဆိုနိုင်ဘူးလားအဲ့ဒီတန်သိပြီ20လုံးအရွယ်ရောက်လို့အကုန်လုံးအိမ်အောင်ကြတဲ့အခါအဲ့ဒီတန်သိပြီ20ကားတဲ့ထပ်ပြီးတော့တဦးကို20စီ20စီထပ်ပြီးတော့တန်သိပြီထွန်းကားလာတယ် အဲ့ဒီတော့20ကို20နဲ့ထပ်မြောက်လိုက်တော့ဘလောက်ဖြစ်သွားလဲဆိုတော့400ဖြစ်သွားတယ်ဘလောက်ဖြစ်သွားလဲဝိသကာကြောင်းအမကြီးမှာသာသမီ20နဲ့မြီး400ထွန်းကားတယ်ဆိုတော့ဒါဆွေမျိုးတွေများတယ်လို့မဆိုရဘူးလားညာတိဂုတ်တီဆွေမျိုးတွေတိုးတက်တယ်ဆိုတာအဲ့လားမျိုးပြောတာအဲ့ဒီလိုဆွေမျိုးတွေသာသမီတွေတိုးတက် တဲဆိုတာလည်းဒါကုသိုလ်တစ်မျိုးတိုးတက်ခြင်းတိုင်းလိုခြင်းတိုင်းမရနိုင်ပါဘူးအခုခေတ်မပြောနဲ့ရှေ့ခေတ်တုန်းကပဲဦးဇင်းတို့စာပေမှာဗောဓိမင်္သာဇနီးမောင်နှံဆိုတာရှိတယ်ဗောဓိမင်္သာဇနီးမောင်နှံကဟိုဘက်ဘဝကအကုသိုလ်ကံတစ်ခုက တားမြစ်ထားတဲ့အတဲဒီဘက်ဘဝမှာတသမီတယောက်မှမထွန်ခါဘူး လိုက်ပြီးတော့သာသမီ လိုချင်တယ်ဆုတဲ့အမျိုးမျိုးတောင်းခုနှစ်ရာသွားဆုတောင်းဒီနှစ်ရာသွားဆုတောင်းသာသမီမရဘူးသူတို့ဇနီးမောင်နှံနှစ်ယောက်ပဲရှိတယ်အဲ့တော့တနေ့တော့ကသူတို့ရဲ့နန်းတော်ကြီးတခုကောကနဒလို့ခေါ်တဲ့နန်းတော်ကြီးဆောက်လို့ပြီးတော့အဲ့ဒီနန်းတော်အစ်စ်ဆောက်လို့ပြီးနန်းတော်တက်ပွဲမှာဘုရားရှင်ကိုပင့် ဘုရားရှင်ကိုပြင့်ပြီးတော့ကုသိုလ်လုပ်မယ်မင်္ဂလာလုပ်မယ်ဆိုပြီးတော့မှပြတ်သက်အထက်တက်ကိုတက်ဖို့အတွက်လှေကားမှာစေလပฏิကလို့ခေါ်တဲ့လမ်းလျှောက်ကော်စောတွေခင်းထားတယ်။အဲဒီလှေကားမှာကော်စောတွေအပြည့်ခင်းပြီးတော့မှဗောဓိမင်းသားကရည်ဝကျက်နဲ့ခင်းတာ။စိတ်ထဲကဘလို့ဆူတောင်းထားတယ်ဒိဋ္ဌံထားတယ်ဆိုတော့ငါတို့သာသမီရနိုင်မယ်ဆိုရင် မြတ်စွာဘုရားဤလန်းကကြွပါစေဤကောသောအခင်းကိုနင်းပါစေလို့အဲ့ဒီလိုသ